နဲ့ပြည့်စုံကြပါစေရှင်ဓမ္မဂေဒီဆရာတော်ရှင်ဝရိယတောင်စွန်ရေးသားတော်မူခဲ့သော လောကကျက်တည်စာအုပ်လေးကိုဆက်လက်မျှဝေပါမယ်ရှင် ရှင်နှင့်မဟုတ်တဲ့ရှင်သွေးမိဘများက ရှင်နှစ်သေးချာသာသမီရတနာများအဖြစ်နဲ့ကိုလာလေဆယ်လောက်ဖွားပြီးကျွေးမွေးဆောင်လျှောက်ခဲ့ကြပြီမယ်အချိန်တန်ရွယ်ရောက်တဲ့အခါရှင်နှစ်သေးချာသာသမီရတနာများမဖြစ်လာကြပဲ ရင်နဲ့အသေးနာတဲ့သာသမီရတာနာတွေဖြစ်နေတဲ့ကြတာဟာဟိုရှေးပဝေနတိကနေစပြီးဒီနေ့ခေတ်အထိလဲကြားနေမြင်နေသိနေကြရပါတယ်။မော်ဘီဓမ္မဒုဒတော်ရလူငယ်တရားစခန်းပြီးတဲ့နေ့မှာလာကြိုတဲ့ခလေးမိဘတစုံတို့မိမိနေတဲ့အဆောင်ကိုရောက်လာပြီး ခုခေတ်ကလေးတွေကတပည့်တော်တို့ငငယ်ကလို့မဟုတ်တော့ဘူးခင်ဗျာတချို့ဆို အတော်လေးရိုင်းလာကြတာတွေ့ရတယ်အစားချီပြီးခေတ်ကာလညီချင်းကြီးကို ရေရွတ်လျှောက်ထားပါတယ်မိမိကထုံးစံအတိုင်းခက်အေးအေးပဲအေးဗျာကာလသားသမီးတွေအကြောင်းပြောကြတဲ့မိဘတွေများလို့စဉ်းစားကြည့်ပါတယ်အဲကာလသားသမီးဆိုတာတခြားမဟုတ်ပါဘူးဗျာ ကာလမိဘကမွေးဖွားပြီးကာလပဝန်းကျင်မှာကြီးပြင်းလာကြသူတွေကိုခေါ်နေကြတာပါပဲဒကာကြီးပြောသလိုကာလသားသမီးတွေကတပီတော်ငငယ်ကားလို့မဟုတ်တော့ဘူးလို့ထင်မြင်မယ်ဆိုရင် ကာလမိဘများကတော့တပီတော်တို့ရဲ့မိဘတွေလို့ဟုတ်ကြသေးရဲ့လားကာလပဝန်းကျင်ကြီးကရောဘလို့နေတယ်လဲဆိုတာကစပြီးစဉ်းစားဖို့လိုအပ်နေပြီနော် ်မိဘအတော်များများကကာလသားသမီးများနဲ့ပတ်သက်ပြီးညီညွတ်တန်ကြားရတိုင်းဥပုံညာရဲ့စာတန်စင်မင်းဝိထုတဲကအစွဲလိုသူမိဖုရားအသွားစေခိုင်းသူမင်းဧကရစ် လေးပြည့်သူဖရာကျွန်တော်ကျမ်းပေါ်ကျမ်းပတ်၃ရောက်သားအနက်တွင်မှကံကွက်ကြား၍ငမိုက်သောမုတ်ဆိုးလေးနင့်ချီပင်သေးပေတော့ဟုဆိုတဲ့ စကားပိုက်ကလေးကို ပြေးပြီးသတိရမိတယ်။ကာလသားသမီးများကိုကိုငငယ်တော်ကလိုရင်ကျေးလိမ်မာစေခြင်းရင်ကာလမိဘဆိုသူတွေကစပြီးပြင်ဖို့မလိုအပ်ပေဘူးလား။ကိုဘွားအတွေ့အကြုံကို ပြန်ပြီးစဉ်းစားမိတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ငငယ်တော်ကလေးကညစာစားပြီးချိန်ဆိုရင်အိမ်ဦးကကျန်းပြင်းကျန်းပြင်းမှာ အဖေမေတို့က ဖျားရှိခိုးတို့လူကြီးသူမရှိမှ သွာလာနေထိုင်ပုံတို့ပြောဆိုဆက်ဆံပုံတို့ကိုလည်းအရွယ်နဲ့တန်ယုံ သင်ပေးကြတယ်အထူးသဖြင့်တော့ပုံတို့ပတ်စတို့ဇန်နီပတ်ဆိုတာတို့ကိုပြောပြကြတာတွေကိုလှုပ်သဘောကျကြတာပဲစူဝိုင်းထိုင်ပြီးကြတဲ့အခါပုံမြင်ပြောပေးလို့တောင်းဆိုကြပြီးဆိုရင် အမေဖေတို့က အေးဒီနေ့တော့ဣတိပိသောဘဂဝါကို အရင်ရအောင်လိုက်ဆိုအောင်ပြီးရင်ပုံပြောမယ်ဆိုပြီးတော့သင်ပေးကြတာပဲခလေးဆိုတော့ဖျားရှိခိုးဆိုတာဘာရဲ့လို့တော့တိတ်မသိလှပါဘူးပုံမြင်နားထောင်ရတာကိုတော့ဆွဲကိုဆွဲသားတော့တာ နောက်တော့ဒီလိုပုံနေဇက်တော်တွေဆိုတာစာထဲမှာရှိတယ်မင်းတို့စာဖတ်တဲ့ရင်ဒါမျိုးတွေကို စာထဲမှာကိုယ်တိုင်ဖတ်တတ်လာမှာပေါ့ဆိုတဲ့စကားကို နားရဲဆွဲသွားပြီးစာဖတ်တတ်ခြင်းနဲ့စိတ်တွေလည်းအလိုလိုဖြစ်လာတာပဲဒီနေ့အထိစာဖတ်ဝါသနာပါတာဟာဘိုးဘွားတို့အမေဖေတို့ရဲ့ပုံတို့ပတ်စပြောတာကိုနားထောင်ခဲ့ရတဲ့ကျေးဇူးတွေပါပဲကဲစဉ်းစားကြည့်ကြပါ ကိုသားသမီးကိုတော်စေတက်စေခြင်းကြတယ်လိမ္မာစေခြင်းကြတယ်ထွန်းထွန်းပေါက်ပေါက်ဖြစ်စေခြင်းကြတယ်ဆိုတဲ့မိဘများအနေနဲ့ကလေးတွေအတွက်ခုပြောခဲ့တဲ့အခြေခံကောင်းတွေကိုပေးမိကြရဲ့လားပေးနိုင်ကြရဲ့လားပေးရမယ်ဆိုတဲ့အသည့်ကော ရှိကြပြီလားဒီနေ့လူငယ်ပြဿနာဟာဒီကစပြီးစဉ်းစားသင့်တယ်လို့သဘောရတယ်ဆိုတဲ့အကြောင်းပြောပြတဲ့အခါတွေ့ဘူးသမျှမိဘတိုင်းကပဲ ကိုကိုကို အားမလို့အားမရဖြစ်တဲ့ပုံစံမျိုးနဲ့ခေါင်းကိုဖြည်းဖြည်းချင်းခါပြီးဒါလည်းဟုတ်တာပါပဲဖေရလို့ဝန်ခံသွားလေရှိပေမဲ့ဘယ်မိပါမှဒါကိုအလေးနက်ထားတဲ့ရဲ့လို့တော့ခုထိမကြားမိပါဘူး မိဘများကမဆန်းနိုင်ကြပေမဲ့စာသင်ကျောင်းများမှာတော့ဆရာသမားများအနေနဲ့စာပေဝါဒနာမျိုးစေ့ဖြစ်တဲ့ပုံပြောခြင်း နားထောင်ခြင်းအလေးထားကို ပြန်လည်ပြိုးထောင်ပေးသင့်တယ်လို့သဘောရပါတယ်။စဉ်းစားကြည့်ရတာမိဘတော်တော်များများဟာရင်သွေးဆိုတာကို နားလည်သဘောပေါက်ကြပေမဲ့ရင်နှစ်ဆိုတာကိုတော့တိတ်ပြီးနားမလည်ကြတာပဲလားအလေးထားရကောင်းမှန်းမသိကြတာလားမပြောတတ်ဘူး။ သားသမီးတွေအတွက်ရင်နှစ်အမွေပေးတဲ့အလေးအထားဟာ꽌ပြောက်တလောက်ရှိသွားပြီထင်ရတယ်။ရင်နှစ်ဆိုတာရင်ထဲမှာရှိနေတဲ့မေတ္တာကရုဏာကိုအခြေခံတဲ့စေတနာလုံးလာများကိုဆိုလိုတာပါ။မြတ်ဗုဒ္ဓရဲ့အလိုတော်အရာတော်ရင်သွေးပင်မဟုတ်တော့ညာရင်နှစ်နဲ့မွေးထားတဲ့သားသမီးအများဟာလဲတဲချာတွေဖြစ်နိုင်တယ်လို့မိမ့်ပါတယ်။ ပြစဝက်ကြီး၅ဦးကစပြီးယနေ့အထိရှိနေတဲ့ဖျားရှင်ရဲ့တပိသားများဟာရင်သွေးများမဟုတ်ကြပေမဲ့ရင်နှစ်သေးချတွေ ဖြစ်ကြလို့ဖျားရှင်အပေါ်မှာချစ်ကြည်မှုလေးစားမှုကြီးမာပြီးကြံခဲ့တဲ့အနှစ်9000အနှစ်2500ကျော်ကမိန်ကြားခဲ့တဲ့စကားများကိုပင် အခုလောလောဆယ်အနီးကပ်ဆုံးမညွှန်ကြားနေတယ် ဩဝါဒစကားများသဖွယ်အလေးထားလိုက်နာစောင့်ရှောက်ပေးနေကြတာပါမြန်မာစကားမှာရင်သွေးသေးချလို့ဆိုရုံမရှိပဲရင်နှစ်သေးချလို့သာ ဆိုရိုးရှိနေတာဟာလေအလေးထားစဉ်းစားစီရပါသေးချာဖြစ်ရေးမှာရင်သွေးထက်ရင်နှစ်ကပိုပြီးအေးပါတဲ့သဘောကိုများရည်ညွှန်းနေသလားပဲဖះရှင်ရဲ့အလိုတော်အရာကလည်းရင်သွေးသားသမီးကောင် ဇာတိကုလပုဒ္ဒါထက်ယင်းနှစ်သားသမီးကောင်းအာစာရကုလပုဒ္ဒါကပိုပြီးအေးပါတဲ့သဘောရှိပါတယ်။ဒါနဲ့ပတ်သက်လို့ထင်ရှားတဲ့တာဒကတစ်ခုလည်းရှိတယ်။ဖျားရှင်ရဲ့ကျောင်းတကားလည်းဖြစ် သောတာပန်ဥပဒကကြီးလည်းဖြစ်တဲ့ဗိမိတာယမင်းကြီးမှယင်သွေးသားဖြစ်တဲ့အစာတသက်ရဲ့ရင်နှစ်မြေသားဖြစ်တဲ့ဇီဝကရယ်ဆိုပြီး ထင်ရှားတဲ့တာနှစ်ယောက်ရှိတယ်။ အစားတသက်ဆိုတာကတော့အားလုံးကြားဘူးကြားတဲ့အတိုင်းပဲအမိဝမ်းမှာပဋိတရေတီနေခါစလူပုံစံအောင် အပြည့်အစုံမဖြစ်သိမိကလေးကအဖကိုတတ်မိရန်သူအစာတတ်တတ်သူရဲ့လို့ဘေးရင်ဆရာများကနှုတ်ဆော့လိုက်တာကိုယုံပြီးမိခင်ရင်ကအစမေတ္တာရင်နှင့်မပေးလိုပဲဘရင်အမိန်ကြောင့်သာမလွဲတော်မဆောင်တော်လဲထားခဲ့ရတဲ့ခလေးဖွားမြင်လာပြန်တော့လဲ ခမဲတော်ကြီးကလွဲလို့အမြင်တိမ်ကြသူအားလုံးကပဲအဖကိုတတ်မဲ့ရန်သူအဖြစ်နဲ့ဆက်ဆံကြလို့တခါတည်းရန်ဖခမဲတော်နဲ့တွဲချိန်ကလေးကလွဲရင်မြစ်တရင်နှင့်ငတ်မွချိုးတဲ့စွာနဲ့လူလားမြောက်ခဲရတဲ့ကလေးပါ လူလားမြောက်တဲ့ရွယ်ရောက်တဲ့အခါမှာတော့အစာတသက်ဟောင်းပဝင်းချင်းကိုအကဲခတ်တက်လာပြီးရန်သူလိုသဘောထားပြီးကြီးတဲ့သူများကိုရန်လိုတဲ့စိတ်လဲထားတတ်လာတယ် မိမိရဲ့ရှေးရည်ကို တွေးကြည့်တဲ့အခါမကရာတိုင်းရဲ့ထီးနှံလျာဆိုတာကိုလည်းသဘောပေါက်ထားပြီးပြီခတ်တာက ခမဲတော်ကလွဲလို့အားလုံးဟာသူ့အပေါ်ရန်သူလိုဆက်ဆံနေတဲ့ကိစ္စပဲဒီကိစ္စကို တွေးလိုက်မိတိုင်းအစာတသက်ရှင်ထဲမှာစိုးရင်ကြောင်ရွံ့စိတ်အမြဲဖြစ်လာတယ်ဒီကြောက်စိတ်ကိုကြော်လွန်နိုင်မဲ့နီလန်းဆိုလို့မကရာတိုင်းရဲ့အာနာကိုစောစောစီးစီးရယူပြီး နှိတ်ကွန်းတင်းတီများကိုနှိတ်ကွန်းဖယ်ရှားပစ်ဖို့ကလွဲလို့တခြားနိရှာလူမယဖြစ်နေတယ်။ဒီချိန်မှာပဲဖျားရှင်သာသနာတော်ကို မင်းကျင့်မင်းကြံနဲ့အရိုက်ရာခံလို့တဲ့ရှင်သေးဝရက်ကမြောက်ထိုးပင်းကော်လှုပ်ပေးလိုက်တဲ့အခါမှာတော့အကြောက်မီးလောင်နေတဲ့အစာတသက်ဟာလေပင်းခံရတဲ့မျက်ချောက်မီးပမာဟုံးကနေထားတောက်ပြီးရာဇဂျိုရဲ့ထီးနှံကိုလှမ်းဟပ်တော့တာပဲ။ တိတ်ပြီးရုံရင်းဆန်ခတ်မဖြစ်လိုက်တာကတော့သောတာပန်ရိယာကြီးဖြစ်တဲ့ခမဲတော်ဗိမိတာယရဲ့တရားအေးဓာတ်ကြောင့်ပါနေကင်းကြောင်းတော်ကြီးမှာမကြံစီမကြံကောင်းမစီယာခမဲတော်အဆောင်ကိုဓမြံဝက်ပြီးဝင်လာတာဟာထီးနန်းစည်းစိမ်လိုချင်လို့ဆိုတာလည်းသိရရော အလွဲတကူပေးရလိုက်တဲ့အတွက်အစာတသက်ဟာသူရီမှန်းတယ်လို့ထီးမွေကိုသွေးရည်နဲ့လောင်းစီရမလို့ပဲ ခမဲတော်ရဲ့မေတ္တာရင်နဲ့ပဲဖြန်းပြီးနန်းသိမ်းပွဲကျင်းပလိုက်နိုင်ပါတယ်။ဒါဗိမဲ့အလိုဆိုးနှိမ့်ဆက်ထားတဲ့ရှင်ဒေဝရကဲစီမံကိန်းကအစာတသက်မင်းသားရှင်ပြင်ဖြစ်ုံနဲ့မပြီးသေးဘူး။ဘရင်ရဲ့အာနာပါဝါအသုံးချပြီးဖျားရှင်ကိုလှုပ်ကြံဖို့ထိစီစဉ်ထားတာဆိုတော့ဒီကိစ္စမှာဖျားเจ้าတခါကြီးဖြစ်တဲ့ဗိမိတာယာကရှိနေလို့မဖြစ်ဘူး။ သူရှိနေရင်အစာတသက်မင်းအပေါ်မှာခမဲတော်ရဲ့ဩစာအာနာတက်ရောက်နေမှာဖြစ်တဲ့အတွက်ဖျားရှင်ကိုလှုပ်ချင်ရေးမှာအနှောက်ယှက်ဖြစ်မယ်လို့သူကကြုံမြင်ထားတာဒါကြောင့်ဗိမိသာရမင်းကြီးကို လူပြည်မှာမထားဖို့တော့အထိဖျားပေးလိုက်တဲ့အတွက်အစာတသက်မင်းခမည်းအလိုရမက်နဲ့အကြောက်တရားတို့ရဲ့ကြီးမားတဲ့လွှမ်းမိုးတဲ့ဒဏ်ကို မခံနိုင်တော့ပဲနောက်ဆုံးတော့ဖခင်ရင်ဖြစ်တဲ့ နန်းကြဘရင်ကြီးကိုအသက်ပါဆုံးရှုံးတဲ့အထိကျူးလွန်မိသွားတယ်။လူငယ်များကိုရင်ကျေးလိမ်မာတင်နှင်းဟောပြောခဲ့စဉ်ကဗိမိတာရာမင်းကိုတတ်တဲ့တရားခံအစ်စ်ကဘသူလဲဆိုတာကိုစဉ်းစားခိုင်းကြည့်တယ်။ဘာသာရေးနဲ့ပတ်သက်လာရင် သူများပါးစပ်နဲ့သာလမ်းဆုံးနေတတ်ကြတယ်။မိယိုးဗလာဗုဒ္ဓဘာသာတို့ထုံးစံအတိုင်းအစာတသက်မင်းကတတ်တာပါလို့ကြီးဖြေကြပါတယ်။ မိမိကမဟုတ်သေးဘူးလေကွယ်တကယ်လို့သာအစာတသက်တက်လို့တတ်မှတ်ခံရတယ်ခလေးကိုအမိဝမ်းမာကလေးကမိခင်ရဲ့ရှင်နှစ်ဖြစ်တဲ့မေတ္တာဓာတ်တွေနဲ့သာ ထုံလွှတ်ထားခဲ့ရင်ဖွားမြင်လာတဲ့အခါမှာလေပဝင်းကျင်ကသာရန်လိုတဲ့ဒေါသမျက်လုံးနဲ့မကြည့်ခဲ့ပဲလူသားတို့ရဲ့ရှင်နှစ်ဖြစ်တဲ့မေတ္တာကရုဏာအပြည့်ပါတဲ့မျက်နှာသားများနဲ့သာဆက်ဆံခဲ့မယ်ဆိုရင် အမှန်ကဒီလိုအခြေအနေမျိုးဖြစ်ဖို့အတွက်ဗမိတာရမင်းကြီးမှာလုံမယ်ဆိုရင်လုံနိုင်တဲ့အခွင့်အလမ်းတွေရှိပါတယ်။ဗေဒင်စရာတွေနှုတ်ဆော့လို့မိခင်ရင်ကိုယ်တိုင်ကလူပြည်တော်မရောက်လာသေးတဲ့ကလေးငယ်ပေါ်မှာ တန်တရာအာဂျီဘီအကြောက်လွန်နေကြတဲ့ကသာဖျားရှင်ထံလျှောက်ထားခဲ့မယ်ဆိုရင်ဒီမင်းသားလေးဟာတောတာပန်ဖြစ်မဲ့အရိယာမျိုးစေ့ကောင်းလေးဆိုတာအမှန်တိုင်းသိရပြီးမိခင်အပါဝင်ပတ်ဝန်းကျင်တစ်ခုလုံးကအမြင်တွေပြောင်းလဲသွားနိုင်စရာရှိတယ်ခုတော့ဗိမိသားရမင်းကြီးရဲ့ဒီချွေရင်ချက်ကြောင့်ပဲဒီကလေးဟာတန်တရာရဲ့သားကောင်ဖြစ်နေတဲ့တစ်ဖက်မှာအကြောက်ကြီးလာသလိုတစ်ဖက်ကလည်းဒီအကြောက်ကိုလွန်မြောက်ဖို့အတွက် ထီးနှင်းစင်းစိန်ရပိုင်ခွင့်ဆိုတဲ့အလိုရမက်ကဖီစီးထားတယ်ဒီချိန်နေမှာရှင်ဒေဝရရဲ့ဩဇာဟာအစာတသက်ပေါ်လုံလုံလလလတက်ရောက်သွားရတာအစာတသက်မင်းဟာတကယ်အဖသက်မင်းအဖြစ်ရောက်သွားရတာမို့လားလို့စဉ်းစားပြတော့မှခလေးများတရားခံအစ်စ်ကိုရေးရေးသဘောပေါက်လာကြပုံရပါတယ်။ ေရင်ဆရာကတတ်တာတို့ပဝင်းကျင်ကတတ်တာတို့ဆိုတဲ့အတန်တွေထွက်လာကြတယ်ဒီထဲမှာထူးထူးခြားခြားလူငယ်တယောက်ကတော့အမှန်တရားကို ကောက်ချက်ချသွားနိုင်ပါတယ်အကြောက်တရားနဲ့အလိုရမက်ကတတ်တာပါတဲ့ဟုတ်ပါတယ်အစားတသက်ပေါ်မှာလွှမ်းမိုးထားတယ်ဒီတရားဆိုးနှစ်ခုဟာအဓိကတရားခံများလို့ဆိုရမှာပါ ဗိမိသာရမင်းကြီးမှာဆေးစရာစီဝကလို့လူသိများတဲ့နောက်ထပ်ထင်ရှားတဲ့မြေသားတဦးလည်းရှိပါသေးတယ်။ပြည်တန်စာမိခင်ရင်းကမွေးဖွားပြီးမြို့တကားအထွတ်နာမှာစွန့်ပစ်ထားခဲ့တဲ့ဒီကလေးကိုဗိမိသာရမင်းကြီးရဲ့သားတဦးဖြစ်တဲ့အဘယမင်းသားတကတွေးတော့အသက်ရှင်နေသေးတယ်ဆိုတာကိုသိလို့ဇီဝကမောင်သက်ရှင်လို့အမိပေးပြီးမွေးစားထားတာ။ဘာပဲဖြစ်ဖြစ်ဒီကလေးဟာ မိခင်ရင်ကလည်းပြည်တန်စာတူဖြစ်ပေမဲ့အစာတသက်ပေါ်ဝေရဟီမီဒီယာကြီးပြုမသလိုတရေတီစကလေးကတမျိုးတမီလုံးမပြစ်ဖဲလားစိတ်အောင်လွယ်ပြီးမွေးဖွားတာဖြစ်လို့ဝန်းတွင်မှာမေတ္တာရှင်နဲ့မခန်းချောက်ခဲ့ဘူးလို့ဆိုရမှာပါအပြင်ရောက်တော့လဲအဘယမင်းသားကမေတ္တာတဲ့နဲ့မွေးစားဆောင်လျှောက်ခဲ့တာဖြစ်လို့ရင်နှစ်သားလို့ပဲဆိုရပါလိမ့်မယ် မနစ်စီကဗုဒ္ဓခါယာဖျားသွားဖူးတော့ရာဇိုမျိုးရောက်တဲ့အခါဒီသားနှစ်ယောက်အစာတသက်နဲ့စီကွက်ကားတို့ရဲ့လူသည့်နေသေးတဲ့ဇလန်းတပိုင်းကိုလည်းကြားသီးခဲ့ရတယ်။တောင်ငါလုံးပိတ်ပုံးခါခိုရာဇဂျိုဆိုတဲ့မြို့ဟောင်းဤမှာရာဇဂျိုမြို့သည့်ဆိုတဲ့နေရာကိုရောက်တော့ဖျားဖူးလိုက်ပို့တဲ့ဆရာတော်ကဒီရာဇဂျိုမြို့သည့်က အဇာတသက်မင်းကြီးတည်ခဲ့တဲ့မြို့လဲဖြစ်တယ်လို့ပြောပြပါတယ်။ဒီအကြောင်းအရာကအိန္ဒိယမှာပညာလာသင်ရင်းနေခဲ့တဲ့ဂျပန်ဖုံးတော်ကြီးတစ်ပါးကအိန္ဒိယရာဇဝင်သမိုင်းများကိုအခြေခံပြီးရေးတယ်ဆိုတဲ့အစာအုပ်ထဲမှာအသေးစိတ်ပါတယ်လို့အစားချပြီးအဲ့ဒီဆရာတော်ပြောပြတာကတော့အရွယ်ရောက်တဲ့အခါဆေးပညာမှာပါရဂူမြောက်တဲ့ဆရာဇီဝကဟာ ဖျားရှင်ရဲ့ကျမ်းမာရေးကိစ္စအဝါဝကိုစောင်းလျှောက်ကုသပေးနေတယ်။သောတာပန်အရိယာအကြောင်းတကားတူဖြစ်တယ်လို့ဗိမိသာရမင်းကြီးရဲ့နန်းတွင်သမားတော်ကြီးလည်းဖြစ်ပါတယ်။အဇာတတမင်းသားကခမဲတော်ကြီးကိုဖယ်ရှားပြီးထီးနှန်းစည်းစိမ်ကို သိမ်းပိုက်တဲ့အခါကျတော့လေနန်းတွင်သမားတော်တာဝန်ကိုဆက်လက်ထမ်းဆောင်နေရပါတယ် ရှင်ဘရင်ကတာဝန်ပေးလို့သာအမှုတော်ထမ်းနေရပေမဲ့ဆရာဇီဝကရဲ့စိတ်ထဲမှာအစာတသက်ဟာအလွန်ကျေးဇူးကန်းတယ်ခမဲတော်ရင်ကိုဖယ်ရှားပြီး အချိန်မကျသေးပဲနဲ့ခီးနှံအာနာကို မတရားသိမ့်ပိုက်ထားတဲ့မင်းဖြစ်တယ်ဆိုတဲ့စိတ်ထားနဲ့အစာတသက်မင်းအပေါ်မှာအမြင်မကြည်လင်မှုစကားတော်မှမေးပြောခေါ်ထူးသဘောမျိုးပဲနေခဲ့တာတဲ့ တာမညဖလာတော့အထကထာမှာလဲဆရာဇီဝကဟာ သူ့ကိုအမိတက်ပြီးမမေးသေးသမျှအဇာတသက်မင်းကြီးကညီလာခံမှာမင်းနေတာတွေကိုဘာမှပြန်မပြောပဲစိတ်စိတ်နေနေတယ်လို့ဆိုပါတယ်တနေ့တော့အဇာတသက်မင်းကြီးကရာဇကြိုမျိုးထဲမှာမိလောင်မှုခဏခဏဖြစ်လွန်းလို့မိလောင်မှုဖြစ်ပွားသူမိသူမဆိုးမြို့ပြင်ထွက်နေရမယ်လို့အမိန့်ထုတ်ပြန်လိုက်ပါတဲ့ မကြခင်မှာပဲအစာတသက်မင်းရဲ့နန်းတော်ဝင်းထဲမှာမိလာမှုဖြစ်တဲ့အခါအစာတသက်မင်းကြီးကငါထုတ်ပြန်ထားတဲ့အမိန့်အရငါနန်းတော်ကိုမြို့ပြင်ထုတ်စေလို့ဆုံးဖြတ်ပြီးမြို့သစ်ကို တီစေခဲ့တယ်တဲ့အစာတသက်မင်းရဲ့ဒီဆုံးဖြတ်ချက်ကိုလည်းကြားလိုက်ရရောဆရာစီဝကစိတ်ထဲမှာဒီမင်းသားဟာဖခင်အရင်ခောက်ခောက်ကြီးကိုတတ်မိခဲ့တဲ့ မိုက်လုံးကြီးပကဲပေမဲ့သူ့အမိန်သူတော့လေးစားလိုက်နာခံဖို့ရတာပဲဒီလိုဆိုရင်တော့လဲမစိုးလာပါဘူးပြုပြင်လို့ရနိုင်တဲ့စိတ်သက်ကောင်းတော့ရှိပေသားပဲလို့တွေးပြီးအစာတသက်မင်းအပေါ်အမြင်ပြောင်းကြည့်သွားပါတဲ့ ဒါကြောင့်တမညာဖလာတုတ်ကို나ယူခွင့်ရမိညမှာအစာတသက်မင်းကိုဖျားရှင်ထံရောက်အောင်ဆရာဇီဝကကိုတိုင်စီစဉ်ပေးတာဖြစ်မှာပါဖျားရှင်နဲ့တွေ့ပြီးလို့သာသနာတော်ရဲ့ကျေးဇူးကိုတီးခွင့်ရပြီးချိန်မှာတော့အစာတသက်ဟာအပြစ်တွေပြေအပြေချောင်းတွေအတွက်အများကြီးစူးစမ်းခဲ့ပါတယ် ပထမဦးဆုံးတန်ခါယနာတင်ပွဲကြီးအောင်မြင်ပြီးမြောက်ခဲ့တာဟာအစာတသက်မင်းကြီးကဥပဒကအဖြစ်တာဝန်ယူခဲ့လို့ပါပဲဒါပေမဲ့သူကျူးလွန်ခဲ့တာက အဖသက်ကံဆိုတဲ့အပြစ်ကြီးဖြစ်လို့ရင်းနှစ်သေးချလို့ပြန်လဲတတ်မှတ်နိုင်လောက်အောင်ထီတော့ပြေပြောက်မသွားခဲ့ပါဘူးဒီဖြစ်ရပ်တွေကို သင်ငန်းစာယူပြီးကာလမိဘများအနေနဲ့လဲမိမိတို့ဤရင်သွေးများပေါ် ရင်နှင်းမြစ်တာတွေအပြေးဝပေးကြမယ်ရင်သွေးများကလည်းမိဘတို့အပေါ်မှာရင်နှင်းအသေးနာဖြစ်အောင်မပြုံးမှုကြပဲရင်နှင်းမြစ်တာများနဲ့သာတုံ့ပြန်ဆက်ဆံကြမယ်ဆိုရင်တော့အိမ်တိုင်းအိမ်တိုင်းဟာတကယ်ကြက်တရေတွေနဲ့ပြည်နေတယ်တီရိခေဟာစစ်စစ်များဖြစ်ကြမှာမလွဲပါဘူးရင်းနှစ်သေးချာသာသမီရတနာများဖြစ်နိုင်ကြပါစေ အလင်းနှန်းဂျာနေ15ရက်10လ2008ခုနှစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ပိုင်းမှာပြန်ဆောင်ကြပါမယ်ရှင်